ားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါဆိုဒီနေ့ရသည့်အစပေါ့လေကျွန်တော် Mikel Arteta ရဲ့ Arsenal team မှာ injury ပြဿနာတွေတော်တော်လေး crisis ဖြစ်နေတယ် injury ကဘယ်လောက်ထိဆိုးလဲဆိုရင်ကျွန်တော်တို့ပွဲစဉ်၅ပွဲကစားတဲ့အခါမှာ၅ပွဲဆက်တိုက် injury ဖြစ်တယ် ဒါကပုံမှန်ထက်ကိုတော်တော်ဆိုးတယ်ဗျာပေးသက်တော်တော်များများက DRD မှာ squat တဲ့အားတောင့်တင်းတယ်လို့ပြောလာပြီးတဲ့အချိန်ကမှကြာမှ injury တွေဇက်တိုက်ဇက်တိုက်ဖြစ်နေရင်းနဲ့မနစ်ကကျွန်တော်တို့မှတ်မရရအဓိကအရေးကြီးတဲ့အချိန်မှာ Gabriel Jesus, Kai Havertz အကုန်နာသွားတဲ့အချိန်မှာတိုက်စစ်ကလုံးဝမရှိဘူး။နောက်ဆုံး Mikel Merino နဲ့ကျွန်တော်ယာတီတင်ခဲ့ရတယ်။တကယ်ဆိုရင်အဲ့ယာတီကလိပြိုင်ပွဲကတော့မမီနိုင်ဘူးဗျာ။ Liverpool ကတော်တော်ကောင်းတယ်။ တရားသီးလုံး consistent ဖြစ်တယ်အမှားနေတယ်တေးပွဲနေတယ်နိုင်ပွဲအများစုကိုပေါ်ဆောင်ပြီးတော့အေးစစ်စစ်သွားတဲ့ချိန်မှာအာဆင်နယ်အသင်းက Champions League မှာတကယ်တမ်းကျတော့အဲ့ချိန်မှာ Manchester City မရှိတော့ဘူးကျွန်တော်တို့ကိုယ်တိုင် Real Madrid ကိုဖြုတ်ချလိုက်တယ် Chance က Liverpool လည်းမရှိတော့ဘူး Paris Saint-Germain ရဲ့ Inter Milan ရဲ့နောက်ကျွန်တော်တို့ရဲ့ Barcelona Barcelona probably one of the best favorite ပဲဒါသူတို့လည်း game management အားနည်းလို့သူတို့ semi-final မှာထွက်သွားတာတကယ်လို့ final မှာ PSG Barcelona ဆိုလေ different atmosphere different game ဖြစ်နိုင်တယ်ဒါပေမဲ့ နေ့ကဖာရိစိန်ဂျမိန်နဲ့ပွဲမှာကျွန်တော်တို့ကတကယ်ကိုယုံကြည်မှုအပြည့်ရှိပါရဲ့နဲ့လူမရှိတဲ့ပြဿနာတိုက်စစ်မှုမရှိတဲ့ပြဿနာကတော်တော်ကိုဆူဆူဝါဖြစ်သွားတယ်။အဲ့ဒါကအဓိကအရေးပါတာအခုကျွန်တော်တို့ဒီ season 3ခုကိုကြည့်လို့ရှိရင် title challenger တို့ဝင်ပြိုင်ခဲ့တဲ့3ခုမှာပထမ season မှာ Gabriel Jesus AC ရတောင်းလျှောက်ဖြစ်တယ်။အဲ့ World Cup ပြန်လာတဲ့အချိန်မှာဒူရန်ရရတယ်၊ငားလာလာနားတယ်။တကယ်အရေးတဲ့အချိန်မှာ William Saliba injury ဖြစ်သွားတယ်၊ Van Wyk injury နောက်ဆုံးကျွန်တော်တို့ Manchester City နဲ့အမှတ်ဖြတ်ခံလိုက်ရပြီးတော့ကျွန်တော်တို့ ချန်ပီယံမဖြစ်ဘူးဒုတိယဖြစ်သွားတယ်နောက်တစ်နှစ်ကတော့ final DT ရောက်သွားတယ်အဲ့မှာလဲရက်တကန် injury ပြဿနာတွေပဲတကယ်အရေးကြီးတဲ့အချိန်ကြမှာ injury အများကြီးဖြစ်ပြီးတော့ နောက်ဆုံးကျွန်တော်မှတ်မှတ်ရမာတင်နယ်လီရောဟာဗတ်ရောအကုန် injury ဖြစ်သွား struggle ထပ်ဖြစ်ပြီးတော့တိုင်ပတ်သွားတယ်။နောက်ဆုံး minute ကရာသီလည်းဒီတိုင်းပဲ Mikel Murino နဲ့ကျွန်တော်အဆုံးသတ်ရတယ်။အခု Mikel Arteta ရဲ့အသင်းမှာ2025ခုနှစ်နဲ့လက်ရှိအချိန်မှာ injury crisis မှာ Arsenal ရဲ့အဓိကပြဿနာ Arsenal ကအခု Jokeres ကိုခေါ်ထားသည့်တိုင်အောင်တိုက်စစ်ပိုင်းမှာတကယ်ကို crisis ဖြစ်နေတာ။ ACL injury ကို Gabriel Jesus ကနှစ်ခါဖြစ်တယ်။136ရက်တခါနားတယ်36ရက်တခါနားတယ်။ Gabriel Martinelli က hamstring injury တစ်ခေါက်ကြောတံရကိုရက်30တခါနားတယ် Kai Havertz ကအခု62ရက်တခါနားတယ်ဒါမနေ့ကကျွန်တော်ဒူဘိုင်းသွားပြီးတော့မှပြန်လာပြီးတော့မှ Harvard injury ကတရားသီလုံးနားလဲရတယ်။ Amateur ကိုနှမျောစရာကောင်းတာ။မနေ့ကကျွန်တော်တို့ယုံကြည်မှုနဲ့ confidence တော်တော်လေးရှိတယ်။အထူးသဖြင့် European ပြိုင်ပွဲအတွက်အချမ်းရှိခဲ့ပြီးတော့မှပြီးတော့မနေ့ကပခါယိုဆာကာတောက်လျှောက်ဒဏ်ရာရတယ်။ဆာကာကမနေ့က ankle injury ခြေချင်းဝန်း injury ပြီးတော့ပေါင်ကျွတ်သားဒဏ်ရာရတယ်။ Leandro Trossard ကတကောက်ကျော်ဒဏ်ရာကြောင့်နားတယ်။ now gabriel martinelli ကိုတိုင်ဒီအစောပိုင်းမှာနားပြီးတော့ trossol လေးတစ်ခါတန်ရရတယ်ခိုင်ဟာဘက်ကအခုဒီယာတီမှာဒုတန်ရရတယ်เนาะဒီနေ့ယာတီအစပါ ဒုတိယကြောင်း34ရက်နားပြီးပြီးအဲ့မှာပခါယူဆာကာက29ရက်နားတယ်အခု Nonima Duige က potentially ရအနည်းဆုံး6ပတ်ကနေ10ပတ်နားမယ်တော့ Piero Hinkepi တန်ရပြဿနာအနည်းငယ်ရှိတယ် Martin Odi ကပခုံးကောင်းလိုက်ပြန်လာလိုက်အဲ့ပခုံးတန်ရပြဿနာပါလဲဆိုတော့ပခုံးကချားနေမတူတာကောင်းမလို့ကောင်းမလို့ ਨੇ ပြန်မကောင်းသွားဘူးဗျာ ခွဲစိတ်ကူးတာလာပဲဖြစ်တခုခုမလုပ်ရင်မရအောင်အဲ့ဒါကြီးပြန်ပြန်ဖြစ်နေတာအိုက်ကြပြီးတော့ပခုံးကအကြမတော်လို့ရှင်ပြန်ပြန်ဖြစ်နေရှိတယ်ဥပမာဂျူပါလင်ဂန်တို့မာကတ်စရက်ရှူတို့နောက်ဆုံးခွဲစိတ်ကူးတာလိုက်မှဖြစ်တာ injury crisis ကအတော်တော်ဆိုတာအခုဆိုရင် nonimatuiki ကထပ်ပြီးတန်းရရတယ် ထပ်ပြီးတရားရတဲ့ပြဿနာကအာဆန်အတွက်တတော်ကိုဆူဆူဝါဗျာလက်ရှိအနေထားရဘာဖြစ်နေဆိုတော့အသင်းကလီဗာပူးလိုအသင်းမျိုးကိုဗျာကျွန်တော်ထုံးတူတူရှင်ဖို့ဆိုအဲ့လို injury ဖြစ်ရင်ကျွန်တော်ပြောလို့ပေါ့လေချန်ပီယံဖြစ်ဖို့အတွက်ဆိုရင်ခြေစွမ်းတစ်ခုတည်းကံညာဝရိယတစ်ခုတည်းမဟုတ်ကံကြမ္မာဆိုတော့လည်းပါသေးတယ်ခြေစွမ်းတစ်ခုတည်းလည်းမရဘူးအသင်းကဘလောက်ကောင်းကောင်းဗျာအထက် main player တွေ major injury တွေဖြစ်ရင်တော်တော်တိုင်ပတ်တာဒါတော့ဒီယာဒီမှာကျွန်တော် squad ကတော်တော်ကိုတောင်းတာ ဒါပေမဲ့အခုကြည့်ပြပွဲစဉ်တ Manchester United နဲ့ပွဲအပြီးမှာ Kai Havertz injury ဖြစ်တယ် Van Wyk injury ဖြစ်တယ် Van Wyk လည်းဟိုတစ်ပတ်ကမှစပြီးလေ့ကျင့်ခန်းဆင်းနိုင်တာเนาะပြန်ပြီးတော့အရန်ထဲမှာပါလာတာ injury ဖြစ်တယ်ပွဲစဉ်တ်မှာပွဲစဉ်နှစ် Emery မှာ Leeds နဲ့ကန်တဲ့ပွဲမှာ Bukayo Saka ကဒုတိယပိုင်းမှာဖြစ်တယ်ပထမပိုင်းမှာ Martin Odegaard ပခုံးတန်ရန်ရတယ်နော်အဲ့မှာစာကလေး၃ဘတ်ကျော်၄ဘတ်နီးပါးလောက်နားလိုက်ရတယ် international break ဒီမှာ miss ဖြစ်သွားတယ်။နောက်ပွဲစဉ်၃မှာ William Saliba နားတယ် နှစ်ပတ်ကျော်နားတယ် international break အပြီးတားမပါဘူးနှစ်ပွဲဆက် forest နဲ့ပွဲမပါ athletic club နဲ့မပါဘဲနဲ့ manchester city နဲ့ပွဲမှာပြန်ပါတယ်တခါပွဲစဉ်၄ပွဲစဉ်၄ကစားတဲ့ forest နဲ့ပွဲမှာ ထပ်ပြီးတော့ martin odi ကပခုံးတန်ရာထက်ရတယ် odi ကပခုံးတန်ရာကထပ်ပြီးရတယ်သူကပြီးခဲ့တဲ့ manchester city နဲ့ပွဲကိုလွဲတယ် athletic club နဲ့ပွဲကိုလွဲသွားတယ်ပြီးတော့မှပွဲစဉ်၅ Manchester City နဲ့ထပ်ကန်တဲ့ပွဲအဲ့မှာကျွန်တော်ထပ်ပြီးထန်ရတယ်နိုနီမာဒူကပထမပိုင်းအပြီးမှာထန်ရတယ်ဒူးတန်ရရသွားတယ်စဉ်းစားကြည့်လေဒီလောက်များပြားလာတဲ့တိုက်စီမှာအရင်ထဲကတန်ရနေတာကဂါဘရီယယ်ဂျေဆုကတန်ရအစိုးရတဲ့ရတယ်ဆိုအဲ့မှာဘယ်လိုပြောမလဲရှစ်မြလူတို့ဟိုကဘယ်လိုဖြစ်ဆိုဆာကာအင်ဂျူရီဖြစ်နိုနီမာဒူကကစားနိုနီမာဒူကပြန်လာရဆာကာပြန်ဖြစ် ပြီးတော့တစ်ဖက်ကရာသီအစမှာထရော့ဆောလင်အင်ဂျူရီဖြစ်တယ်ဟိုပြန်ကောင်းလာတာမာတီနယ်လီကတော့အင်ဂျူရီမရှိဘူးသူကကန်ကောင်းတယ် ဒါပေမဲ့ channel position တွေတော်တော်များကန်ကောင်းကျင်တာက Dangle Rice တို့ Superman D တို့ Mickey Marino တို့နောက် Tyson က Yokeres တို့ဒီသားမားတွေနောက် Dominic ဆိုလို့ကျွန်တော်မှတ်မိရကျွန်တော် Gabriel ဆုံးရှုံးတာတော်နှမျောစရာကောင်းတယ်တကယ်အရေးရှိတဲ့ crucial အချိန်ကြမှာ Gabriel injury ဖြစ်သွားတဲ့အချိန်မှာ KVO နဲ့ကျွန်တော်ပွဲထွက်ခဲ့ရတယ်ကျွန်တော်မှတ်မိရ၈တနည်းတုန်းကဘိုင်းမြူးနစ်ကို Champions League ထွက်တော့ကအဲ့တိုင်းပဲ Gabriel injury ဖြစ်တာ I don't give you all bay. Now မနေ့ကတကယ် BSC နဲ့အရေးကြီးတဲ့အချိန်မှာလေ Gabriel injury ထပ်ဖြစ်တာတကယ် crucial အတိုင်းမှာကျွန်တော်တို့ကကန်ဆိုးနေတာအဲ့ leg က Arsenal တို့ကစော်စတာဖြစ်နေတာဆိုတော့အခုလောလောဆယ်ရာသီစမှာအဲ့ပြက်တနာအခု PL KP က injury ထပ်ပြီးတော့ဖြစ်တယ်ဗျာသူအရင်ရောဆိုးရင်စားမရှိဘူးဒါပေမဲ့ဖြစ်လိုက်ရင်ဗျာကျွန်တော်တို့က major 3 4လာမှုပဲနဲ့တလာကွဲ2လာတလာအဲ့ဒါတူတီတူတီတူတီနဲ့အနှွားဖြစ်တယ်နော် ဂရမပြန်ကောင်းလိုက်ပြန်လာလိုက်ပြန်ကောင်းလိုက်ပြန်လာလိုက်အသင်းရဲ့ return တက်လို့မရဘူးပြောချင်တာပြန်ကဒါမှတယောက်3လနားတယ်မေ့ထားလိုက် तू မပါတဲ့ plan နဲ့သွားရတာပဲโอเคနောက်ထပ် plan တစ်ခုထပ်သွားဥပမာက तू ပြန်ကောင်းလာတော့မယ့်အခါမှာအဲ့တော့အခုလောလောဆယ်မှာအာဆနယ်အသင်းအတွက်ကတခြားအသင်းတွေနဲ့မတူတခြားအသင်းတွေလည်း injury ဖြစ်ပါတယ်ကျွန်တော်မဖြစ်ဘူးမပြောဘူးဖြစ်တယ်ဒါပေမဲ့ငါးပွဲကစားငါးပွဲလုံး injury ဖြစ်တာတော့ဆိုးတယ်ဗျာပွဲစဉ်တစ်မှာ2ယောက်ပွဲစဉ်2မှာ2ယောက်ပွဲစဉ်3မှာ1ယောက်ပွဲစဉ်4မှာ1ယောက် ပွဲစဉ်၅မှာတယောက်မှုတ်သေးဘူးလေအဲပွဲစဉ်၅မှာတော့ကျွန်တော်တို့က PL interview ကိုထည့်ရင်2ယောက်ပွဲစဉ်၅မှာ Premier League ၅ပွဲကစားပွဲတိုင်း injury ဖြစ်နေတော့တပွဲတယောက်နဲ့ကျွန်တော်ရာသီတဝက်မှာလူအောင်ကြာပါမလားတော့မသိဘူးဗျအခုက injury ဖြစ်တိုင်း ACL မဟုတ်ပါစေနဲ့ suit တောင်းရဒါပေမဲ့ ACL လို့မဟုတ်တကောက်ကျော် hamstring ဆိုလည်းအနည်းဆုံး၃လပဲကြာတယ်ဗျအခါလေးကြတော့ဗျာကျွန်တော်တို့ကန်ချင်မာကကိုယ့်ဘက်မှာမရှိတဲ့ပြဿနာပေါ့လေအဲ့တခုပဲဟိုတချို့မနေ့ကဆိုလည်း Liverpool နဲ့ injury မရှိမှုရှိတယ် right back က train လာသွားတယ်ကန်ကောင်းကျင်တော့ corner Bradley ပြန်ရောက်လာတယ် အဲ trend ပြန်ကောင်းတဲ့အချိန်မှာ vulnerability ပြန်လာတယ်အဲ့လိုပေါ့လေအဝင်အထွက်အဝင်အထွက်အဝင်အထွက်လေးတွေများတယ်ဒါပေမဲ့ဟိုတကယ်အမြဲတမ်းကြီးတနေရာတည်းပြုံလာတယ်ဆိုတာရှားတယ်အဲ့ဒီတစ်ခုကအသင်းတွက်အသမနိကဆို rotary လုံးဝနားတော့ချိန်မှာစီးရလုံးဝတိုက်ပတ်သွားတယ်အဲ့လိုမျိုး recover လုံးလုံးမရတဲ့ဟာတွေလည်းရှိတယ်ဆိုတော့အခုလက်ရှိမှာ injury crisis က Arsenal အတွက်တကယ်ခေါင်းစားစရာဖြစ်တယ်တော်သေးတဲ့ squad တက်တော်တော်လေးတောင်းတဲ့အချက်ကြောင့်သာအရန်ကြီးပြဿနာမရှိပေမဲ့ကျွန်တော်အခုလောလောဆယ်မှာနှစ်ယောက်ရှိပါတယ်ပြဿနာမရှိဘူးဆိုပြီးတိတ်မပြောနဲ့ နှစ်ယောက်လုံးနာသွားရင်တိုင်ပတ်မှာဆိုတော့ injury ဟာ Arsenal ရဲ့ season တွက်အမှန်တမ်းပြောတော့ကျွန်တော်ပြည်သက်တူတော့တကယ်စိတ်မကောင်းစရာတကယ်စိတ်ပျက်စရာလက်ရှိအနေထားပေါ့လေ injury crisis က Arsenal အတွက်တကယ် major part of the damage ဖြစ်သွားနိုင်တယ် injury free ဖြစ်ရင်ဗျာကျွန်တော် champion ဖြစ်ဖို့နီးပါးဖြစ်ပြီးနောက်ဆုံး final တိတိရောက်ခဲ့တဲ့23 24 season တော့ဆို injury တော်တော်လေးကင်းတယ်ရှိတော့ရှိတယ်အရင်မများဘူးဒါပေမဲ့နည်းနည်းတော့ဒဏ်ရာရသွားတယ်ကြားထဲမှာနာရတာပဲရှိတယ်ဒါပေမဲ့အဲ့နှစ်ကဆိုကျွန်တော် final ထိ all the way တက်လာအဲ့ကြောင့်တခါလေးကြတော့ အိုက်လက်ကလိုတယ်ပေါ့လေအိုက်လက်ကလိုဒါကြောင့် Guardiola အမြင်နဲ့ squad ကိုနှစ်ပွဲခဏခဏလဲတယ်ဆိုတာလားတယ်မဟုတ်အင်ဂျူရီကိုရှောင်ကြည့်တဲ့အတွက်ကြောင့်ပဲဆိုတော့ဒါကတော့အခုလက်ရှိအာဆင်ရဲ့ဒဏ်ရာအင်ဂျူရီပြဿနာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်